မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနခင်သတင်းအစီအစဉ်ရဲ့ April 18ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကကလေးနဲ့မကွေးတိုင်းဂကွန်လမ်းပိုင်းကစစ်ကောင်စီအခြေစိတ်စခန်း၅ခုကို major operation အဖြစ်နဲ့စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့လို့သိရပါဗျ။ အဲ့ဒီစစ်စင်ရေးကို2024ခုနှစ်မှာစုဖွဲ့လေ့ကျင့်မှုစတင်ခဲ့တာဖြစ်ပြီး2025ခုနှစ်ဖေဖော်ဝါရီလမှာ operation စတင်ခဲ့တာဖြစ်ပါတယ်။ကလေးနဲ့ဂန်ကောလမိုင်းကစစ်ကောင်စီအခြေစိတ်စခန်းတွေဖြစ်တဲ့ကဘာနီစခန်း၊မန်တော်အောင်သားရအရှိအနောင်နဲ့ပီစောတီစိုးမိုးတဲ့ကျန်းသာရွာကတက်စခန်းတွေကိုနှစ်လအတွင်းသိမ်းပိတ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စကန်းသိန်းတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကဝိုင်တွဲဝိုင်အိတ်လီရင်တွေနဲ့လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုအကြိမ်ပေါင်းတထောင်ကျော်လှုပ်ဆောင်ခဲ့ပါတယ်ပုတ်ပြင်းမြို့နယ်ရွှေခဲမြို့ရွာမှာမနေ့ကမနေ့အစောပိုင်းကပြူစောတိခေါင်းဆောင်တဦးပြစ်ဒဏ်ခံရတယ်လို့သိရပါဗျ။အခုလ16ရက်မနေ့အစောပိုင်း3နိုင်ဝင်းချင်းမှာရွှေခဲမြို့ရွာကပြူစောတိခေါင်းဆောင်ဖြစ်တဲ့အသက်40ဝန်းကျင်အရွယ်ဦးထေးဝင်းဆိုသူအသက်ခံခဲ့ရတာပါ။ ပြစ်ခတ်ခံရသူဟာရွှေကင်းညိုရွာမှာဂင်းလှည့်နေချိန်လက်နက်ကင်အဖွဲတစ်ခုကတနက်နဲ့အချက်ပေါင်းများစွာ ပြစ်ခတ်ခဲ့တာကြောင့်တိုက်ဆုံခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်ကင်းပြည်နယ်ကိုကရိတ်မြို့အနီးဝေးကျင်းမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းနဲ့အပြင်းထန်ခုခံနေတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေတာပါ။ အခုလ15ရက်နေ့ကတိုက်ပွဲမှာစစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းဘက်ကအထိနာခဲ့ပြီး15ရက်နေ့16ရက်နေ့တွင်မှာကော့ကရိတ်မြို့အနီးတစ်ဝိုက်ကကြီးရဲတွေကို လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်ရှမ်းမြောက်ဒေသဖြစ်တဲ့လာရှိုမြို့ပေါ်ကနေ MNDAA ကိုကန့်တပ်ဖွဲ့တွေ အပီးသက်ဆုတ်ခွာပေးနေတယ်လို့သိရပါဗျ။ အခုလက်ရှိလာရှိုးမြို့ပေါ်မှာ MNDAA ရဲ့ရက်ကွက်အုပ်ချုပ်ရေးယုံအချို့ကိုပိတ်ထားလိုက်ပြီးဖြစ်ပြီးလာမယ့်ဧပြီလ22ရက်နေ့မှာစစ်ကောင်စီကိုအလွဲပြောင်းလုပ်ပွေးနိုင်ဖွယ်ရှိတယ်လို့မြို့ခံတွေကဆိုပါတယ်အလွဲပြောင်းမလုပ်သေးခင်လာရှုမြို့မှာ MNDAA ဆက်ဆံရေးယုံနဲ့ရဲတပ်ဖွဲ့လောက်သာကျန်းရင်မှဖြစ်တယ်လို့သိရပါဗျ။ MNDAA တပ်တွေမြို့ပေါ်ကစုခွာပေးမှဖြစ်ပေမဲ့မြို့နဲ့၃မိုင်လောက်အကွာမှာဆက်ပြီးနေရာယူထားအောင်မှဖြစ်တယ်လို့လည်းသိရပါဗျ။ တနင်္သာရီမြို့နယ်တမုတ်ချုံကြီးရွာအုပ်စုရှမ်းအင်းတော်ရွာမှာအခုလ15ရက်နေ့မနက်အစောပိုင်းကတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တို့နှစ်ဖက်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မြေပြင်ရဲဘော်တွေစီကကနဦးသိရပါဗျ15ရက်နေ့မနက်အစောပိုင်း6နာရီခွဲဝန်းကျင်မှာနှစ်ဖက်ထိပ်တွေ့မှုဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့သိရပါဗျ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ရှိုင်းရုံရွာဒေသခံတို့လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်းဒေသခံတွေကဆိုပါတယ်တင်နေတဲ့အချိန်တိုင်းသတင်းထောက်နာရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။